ပြင်းထစ်သင်္ကောင်းဆောင်ဘက်ဘီယာ PSG အသင်းထံကနေယူရို963တန်းရယူခြင်းနေပြီ PSG အသင်းကလည်းသူ့စီကနေယူတန်း140တောင်းဆိုထားတာကြောင့်သူတို့ရဲ့ရေရှည်အငင်းပွားမှုဟာတင်းလာနေမှာပါရီလိုသမားခုံရုံတိရောက်ရှိခဲ့ပါတယ်ဘက်ဘီယာ PSG အသင်းစီကနေမရရှိသေးတဲ့လောက်ခအလားစားယူရို55တန်းအပါဝင်စာချုပ်အငင်းပွားမှုအသင်းရဲ့ဆက်ဆံပုံတွေအတွက်ရော်ကြီးအဖြစ်ရယူခြင်းနေတာပါ PSG အသင်းကလည်းနောက်23ဝန်းကဘက်ဘီရဲ့အိလဲအသင်းထံယူတန်း300အပြောင်းရွှေ့ပြက်ပြဲခဲ့တဲ့အတွက်သူတို့ရဲ့ရော်ကြီး ွေကိုတောင်းဆိုနေတာဖြစ်ပါတယ်။ဘာဘီယာ PSG အသင်းရဲ့စာအုပ်တက်တန်တိုးဖို့ကံလမ်းမှုကိုညှိပဲ့ခဲ့ပြီးနောက်မနေ့ကနေရာဒီမှာရီးရဲ့တင်တန်အလွတ်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ဘာဘီနဲ့ PSG အသင်းတို့ရဲ့ရေရှည်အငင်းပွားမှုဟာ2023ခုနှစ်ဇူလိုင်မှာပြင်သစ်တိုက်ဆက်မှုက Sorry Pro League တန်အပြောင်းရွှေ့ပယ်ချခဲ့ပြီးနောက်စတင်ခဲ့ပါတယ်။ဘာဘီယာဒီဖြစ်ပျက်ကြောင်းရာသီကြိုခြေစမ်းခီးစဉ်လူစင်းမှာလည်းခြံလက်ခံခဲ့ရပြီး PSG အသင်းရဲ့ရာသီစပွဲကိုလည်းလွဲချော်ခဲ့တာပါ။ဘာဘီယာနောက်ပိုင်းမှာ PSG အသင်းအတွက်ပြန်ပါဝင်ကစားခဲ့ပြီးမယ်။ရာသီကုန်ပြီးနောက်ထွက်ခွာချိန်မှာ ကျန်ရှိနေတဲ့လစာငွေတွေနဲ့အပိုစုကြီးတွေရဖို့စောင့်ဆိုင်းနေတာဖြစ်ပါတယ်။တင်းလာနေကကြားနာမှုပြီးမှဘက်ဘီယာစာချုပ်ကတိကဝတ်တွေကိုချိုးပေါက်ခဲ့တဲ့အတွက်ကလက်ထိခိုက်နေတာခဲ့ရတဲ့အရာတွေကိုပြန်ရဖို့ကြိုးပမ်းနေလို့ PSG အသင်းကပြောခဲ့ပါတယ်။ဒါအပြင် PSG ကဘက်ဘီယာစာချုပ်တက်တမ်းမတိုးမဲသူ့ရဲ့ဆုံးဖြတ်ချက်ကိုဖုံးကွယ်ပြီးတစ္ဆာမဲစွာလှုပ်ဆောင်ခဲ့တယ်လို့ပြောခဲ့တာပါ။ဘက်ဘီယာ PSG တင်မှာ2019ခုနှစ်ကနေ2024ခုနှစ်အထိကစားခဲ့ပြီး3ရက်ပွဲမှာ256ဂိုးသွင်းယူကစူပလာပေါင်း15ခုရအောင်နိုင်ခဲ့တာဖြစ်ပါတယ်။